ရခိုင်ပြည်နယ်မှာမြို့သိမ်းတပ်ပွဲကာလအတွင်းစစ်ကောင်စီတပ်သားတွေဟာသာသနာ့နေမြေတွေမှာတက်ဆွေးမှုတွေရှိခဲ့တာကြောင့်ဖျားပထိုးစီတွေအများအပြားပျက်စီးရွေရွမှုတွေရှိခဲ့ရတယ်လို့သိရှိရပါတယ်။ရခိုင်ကရှေဟောင်းတမိုင်းဝင်းမဟာမုနိဖျားတောင်ကုန်းအပါအဝင်ဖုံတော်ကြီးကျောင်းတွေဖျားပထိုးစီတွေဟာစစ်ကောင်စီတပ်ကကတုတ်ချင်းတွေတူးခဲ့တာဘန်ကာတွေတိဆောက်ခဲ့တာဆက်သွေးရေးအမြောင်းတွေတူဖော်မှုတွေလှုပ်ဆောင်ခဲ့တာကြောင့်ပျက်စီးထိခိုက်မှုတွေအများအပြားရှိခဲ့ရပါတယ်။ အခုလိုတက်ဆွဲကကတုတ်ချင်းတူရာပန်ကဆက်လုံမှုတွေလုပ်ခဲ့တာတွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ရတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။အဲ့ဒီလိုစီးရဲအရာအသုံးပြုမှုတွေကြောင့်ဖျားပထိုးစီဒီနေရာတွေမှာလက်နက်ကြီးလက်နက်ငယ်ကြီးကြားရောက်ပောက်ကွဲမှုတွေကြောင့်လည်းပျက်စီးယူရင်းမှုတွေအများအပြားရှိခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။ရခိုင်ကလွတ်မြောက်မြို့နယ်တွေမှာရှိတဲ့သမိုင်းဝင်စီဒီတစုကိန်းအောင်ရာတောင်ထိပ်တစ်ခုမှာလည်း စ်ကောင်စီတပ်ကတက်ဆွဲခဲ့တာကြောင့်ဇီရီတော်ပြိုကျနိုင်တဲ့အနေအထားနဲ့လည်းရင်ဆိုင်ခဲ့ရတယ်လို့ဖရဲဂေါ်ဘကအဖွဲ့ဝင်တယောက်ကပြောဆိုပါရရှင်။